ဇာတိမိဘဝမှာနာကျင်စရာအကောင်းဆုံးကမိဘကိုဆုံးရှုံးတာမိဘတွေရဲ့ဘဝမှာနာကျင်စရာအကောင်းဆုံးကဇာတိမိကိုဆုံးရှုံးတာတမန်တော်မြတ်ကြီးကကလေးဘဝမှာမိဘနှစ်ပါးကိုတမန်တော်ကဆုံးရှုံးခဲ့ရတမန်တော်မမွေးခင်မှာကလေးကတမန်တော်မြတ်ကဖခင်ကအလ္လာမေခံသွားတယ်မွေးပြီးတော့၄ငါး၆နှစ်အရွယ်မှာတမန်တော်မြတ်ကြီးကမိခင်နဲ့အလ္လာမေခံသွားတယ်ဦးလေးကတမန်တော်မြတ်ကိုခေါ်လာတယ်လူငယ်ဘဝမှာပဲဦးလေးလည်းအလ္လာမေခံသွားတယ်အဲ့ဒီတော့တမန်တော်မြတ်ကို တခါလဲစိတ်ခွန်အားတွေကဒါမှမဟုတ်မြတ်ကိုနှွေးထွေးမှုတွေပေးတယ်ခတိဂျာရဒီအလ္လာဟူတာလာအန်ဟာတခေမခတိဂျာတခေမလဲအလ္လာဟ်မေခံသွားတယ်ဇက်တိုက်ဆိုသလိုဒါမှမဟုတ်မြတ်ကြီးကဘဝမှာဒါမှမဟုတ်မြတ်ကိုချစ်ပေးတဲ့အကျင်နာတွေပေးတဲ့လူတွေတယောက်ပြီးတယောက်အလ္လာဟ်မေခံသွားတယ်ခွဲလွန်သွားတယ်အဲ့ဒီနောက်မှာအခုဒါမှမဟုတ်မြတ်ကတခါလဲအခုမိဘရဲ့အရွယ်ရောက်လာတယ်ဒါမှမဟုတ်မြတ်ကတာသမီတွေထွန်းကားလာတယ်တာသမီတွေထွန်းကားလာတဲ့အရွယ်မှာလဲအလ္လာဟ်ကဒါမှမဟုတ်မြတ်ကိုစမ်းသက်ခဲ့ တားသမီးတွေတယောက်ပြီးတယောက်တမလို့မြက်ခဲ့အရှိမအလဘဲခံသွားတခါလဲတားကြီးကာဆင်ဆုံးနေအဲ့ဒီနောက်တားငယ်လေးအဗ္ဒူလာဆိုတာတီတီတတာပြောတတ်တဲ့အရွယ်လေးကလေးလေးဘဝမှာမိဘနဲ့တော်တော်ကိုဆက်ဆံရေးကောင်းနေတဲ့အချိန်လေးမှာပဲအလ္လာဟ်ကပြန်ခေါ်သွားတမန်တော်ကဘလောက်ထိဝမ်းနဲ့ကြေကွက်ခဲ့လဲဆိုရင်တားငယ်လေးဆုံးတဲ့အချိန်မှာတမန်တော်ငိုခဲ့တော့ဇာဘီကြီးအဗ္ဒူရမန်ကလည်း off ကတော့မေးယူသွားတမန်တော်ရဲ့တမန်တော်ဖြစ်ပြီးတော့တမန်တော်လည်းငိုလာလားဆိုပြီးတော့အဲ့တော့တော့ဇာဘာလေးမေးယူရတဲ့အထိတမန်တော်မြတ်ကငိုခဲ့ खदीजा देखे मा सौमी रोले तमो लोग ब्लाउ से ठीक है तो आलो लाभाओ म्या तमो लोग का प्यों नौ प्यों नाइ है तमो लोग को अल्लाह का प्यन ठाने सेंता बुरी ने चौं दे गए कले बुआ मारे मी बा रे को अल्लाह सौ सौ दे रहे मी बा बुआ यौ ला रोले ताजमी रे को अल्लाह सौ सौ दे दो दो तमो लोग तकदीर बो मा चिची भी फ्यू लखा गए रे तकदीर ये शी मा तमो लोग का डू ठाउ गए रे अल्लाह बो मा स्वर्ग टक रे सुला बोरो मा मशी गए रखा तले चनोरु ये बुआ माले နာကျင်မှုတွေအခက်ခဲတွေနဲ့ကြုံရမယ်အလ္လာဟ်ဘက်ကပြင်းထန်တဲ့စမ်းသပ်မှုတွေလည်းကြုံရမယ်အဲ့ဒါလိုကြုံရတဲ့အချိန်မှာအလ္လာဟ်ရဲ့တက်ဒီရပေါ်မှာကျွန်တော်ရေယုံကြည်ချင်းနဲ့အလ္လာဟ်ကိုအံ့နာမှာအလ္လာဟ်ရဲ့တက်ဒီရကိုလက်ခံမှာအခက်ခဲတွေကနေလွတ်မြောက်ဖို့အတွက်ဒွါလို့ပါနာကျင်ရတဲ့အချိန်တွေကိုတမလို့မြကြီးခံခဲ့ရတဲ့ဒုက္ခတွေကိုစဉ်းစားပြီးတော့ကျွန်တော်ဖြေသိမ့်မှာဒါလို့နဗီကအင်တန်ချမ်းတဲ့ဘဝတွေကိုကြုံခဲ့ရပါလားဆိုတဲ့အကြောင်းအရာလေးတွေကိုဖြေသိမ့်ပြီးတော့ကျွန်တော်နေထိုင်မှာကျွန်တော်စိတ်နှလုံးသားလေးတက်တာရပါလိမ့်မယ်